မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော့ဤကကနိဘတ်တဲကနိဘတ်125ကတဟာကဇက်တော့အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော့ကတော့ကျွန်မသာတထေသားရောင်ဆောင်ကတထေသမီးနှင့်ညာတစ်ဖြစ်အလွန်ကဲ့ရဲ့ကမန်တက်၍ဂါထာပေး၍ဆုံးမရတော့ကတဟာကအကြောင်းကိုအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့ရေးစရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဒေသဝန်ကျောင်း၌သတင်းသုံးတော်မူစဉ်ကဲရိတ်ရှုတ်ချသက်တော်ရဟန်းတစ်ပါးကိုအကြောင်းပြု၍အောက်ပါတိတ်ဆက်ကိုစောင်းတော်မူသည်လွန်လေပြီးသောအခါဗာဒနတိပြည်ဝဲယမတ်မင်းမင်းပြုတည်ရှိသောဖရာအလောင်းသည်စီးဆဲဥစ္စာကျွယ်ဝသောတထေးတာဖြစ်လေ၏တနေ့တ၌ထိုတထေး၏မယားသည်တာတယောက်မွေးဖွားလေ၏ထိုတထေး၏ကျွမ်းမသည်လည်းထိုနေ့မှာပင်တာတယောက်မွေးဖွားလေ၏ တို့သူငယ်နှောက်တို့သည်တပြိုင်နက်ကြည်ပြင်းကြကုန်၏တတိတာစာတင်သည်ရှိသောကျမသားလည်းတင်မုန်းကိုယူကာတတိတာနှင့်အတူစာတင်၏အခြားသောအသက်ကိုလည်းအတူတင်ကြ၏နှစ်ကြိမ်သုံးကြိမ်တန်းအောင်အတူတင်ကြ၏ကျမသားသည်စကားအရာ၌လိမ္မာ၏အခေါ်ဝဝဟာရ၌လည်းလိမ္မာ၏နုပြူ၏ရုပ်အစင်းလှ၏အမိအားဖြင့်ကတဟကဟု ေါ်ဝေါ်ကြ၏တထေးကြီးသည်ဗန္နာဆိုးအရာ၌ထား၏တနည်းတ၌ကတဟကသည်ဤတထေးကြီးသည်ငါ့ကိုအမြဲတမ်းဗန္နာဆိုးအရာ၌ထားမည်မဟုတ်တစုံတရာအပြစ်မြင်လျှင်ရိုက်ပုတ်ထုထောင်၍ကျွံအဖြစ်ဒါတုံးဆောင်ကြလက်တက်ဒီစံတဲ့၌ကတထေးဤအဆွေခင်ပွန်းတထေးတယောက်ရှိဤတူတထေးမှာသမီလည်းရှိဤနာဒီတထေးကြီးဤစကားဖြင့်အမာစာယူ၍ ထိုတတိထံသွားကတတိဤတာဟုလှဲ့စား၍တမိကိုယူလျက်ချမ်းသာစွာ နေရမူကကောင်းလိမ့်မည်ဟုကြံစီလျက်ကိုယ်တိုင်ပြပိုက်ကိုယူ၍အဆွေယခုအကျွန်ုပ်ဤတာကိုလှုပ်လိုက်သည်အဆွေတမိနှင့်ထင်းများလက်ထပ်ပါ အကျွန်ုပ်သားနှင့်အဆွေတမိကို လက်ထက်ခြင်းအတွက်သူနှစ်သူယင်းနီးလာမည်ဖြစ်၍အထူးတင့်လျော်ပါသည်အကျွန်ုပ်လည်းအဆွေထံတို့အခွင့်ရသောအခါလာပါမည်ဟု ရေးသားကတတိကြီးဤတစိ့ကို ရိုက်နှိပ်ပြီးဖြင့်မိမိသဘောအတိုင်းစာနတ်ရိတ်ခါနန္ဒာပစိုးစသည်တို့ကိုယူ၍ပိစံတရတတိထံတွားလေ၏ရောက်လျင်တတိကိုယိုသေးစွာ ရှ िख ိုးလျက်နေ၏ထိုအခါပိစံတရတတိသည် ကတဟကအအမံဘေယမလာဒနီဟုမေးလေ၏ဗာရဏတိပြီမလာပါသည်ဟုပြောလေ၏ဘဒူဣတာနီဟုမေးပြန်ရာဗာရဏတိတထေကြီးဣတာဖြစ်ပါသည်ဟုပြော၏ဘဲအတွက်လာဒနီဟုမေးပြန်၏တရီကြီးထံမှအမသာပါပါသည်ဟုပြောပြီးလျှင်အမသာကိုဆက်လေ၏တထေးလည်းအမသာကိုဖတ်ပြီးလျှင်တထေးကြီးထံမှပေးသောစာဟုယုံကြည်ကကတဟကကို သမီးနှင့်ထိမြလက်ထက်ပြီးနှင့်အိမ်မှာပင်နေစေ၏ထိုအခါမှစ၍ကတာဟာကအချံရံများလေ၏ထိုကတာဟာကသည်ကြီးကျွံအစေခံတို့ စတလာတော့သမင်းရာဟုခဲပွဲစတီတို့ကို၎င်းအဝတ်ပစိုနန္တာစတီတို့ကို၎င်းမြင်းဒီရှိတော့သမင်းကိုဤလိုချက်ရသလိုရာဟုကိုဤလိုကြိုရသလိုခဲပွဲကိုဤလိုချက်ရသလိုအဝတ်ပစိုတို့ကိုဤလိုဝရသလိုပန်းကိုဤလိုကောင်းရသလိုနန္တာကိုဤလိုတွေးရသလို ပစ္စံတရနေသူတို့သည်အော်မိုက်မဲစွာတကားအကောင်းမစားတတ်ကုန်အကောင်းမဝတ်တတ်ကုန်အကောင်းမတုံးဆောင်တတ်ကုန်စသည်ဖြင့်ကဲ့ရဲ့ရှုတ်ချလေရှိ၏ပါရဏဒီတတိကြီးသည်ကတဟာကကိုမမြင်လျင်အမောင်တို့ ကတဟကဘဲသွားသည်နီရှားကြကုန်ဟုစေခိုင်းလေ၏လौကြွေတယောက်သည်ကတဟကထံသွား၍မတိရအောင်ရုပ်ဖြတ်ကစုံစမ်းလျက်အသေးချာတိရလျင် ပြန်လာ၍တတိကြီးအားအကြောင်းစုံလျှောက်ထားလေ၏တတိကြီးသည်ထိုအကြောင်းကိုကြားလျင်ကတဟကအားမတင့်လျော်သော အမှုကိုပြုပြီး၏သွား၍ခေါ်မည်ဟုမင်းကြီးထံပန်ကြားပြီးလျင်ပိစံတရတို့အချမ်းရံဖြစ်သွားလေ၏ အသေးကြီးပစ္စံတရစ်တို့တွားတတ်ဟုအရက်တကာထင်ရှားလေ၏ကတဟာကလည်းတရေကြီးလာလတတ်ဟုကြား၍ဤတရေကြီးကတခြားအကြောင်းကြောင့်မလားငါအကြောင်းကြောင့်လာသည်ဖြစ်လိမ့်မည်ငါသည်အကယ်၍ပြည့်အံ့တပံပြမလာနိုင်သည်ဖြစ်လက်သက်ငါအရှင်ကိုခရီးဦးကြိုးစိုးကကြုံအမှုကိုပြု၍ကျင်းနှင့်နှစ်သိမ့်စေမည်ဟုကြံစီမိလေသည်ကြံစီပြီးသောအခါမှစ၍ပြိတ္တအလေတွင် လောက၌လူမိုက်တို့သည်မိဘတို့ဂုံကျေးဇူးကိုမတိကြဘဲမိဘတို့စားတောက်တော်အခါဝုကြည်ဝုငယ်ကို မပြုတ်ကုန်မူ၍အတူတကားစားတောက်လေရှိကြ၏ငါတို့ကမိဘတို့ဂုံကျေးဇူးကိုတည်တည်အတွက်မိဘတို့စားတောက်တော်အခါအတူတကားမစားတောက်ဘဲကျွန်တို့ကဲ့သို့ဝုကြည်ဝုငယ်ကို ပြုလေရှိကုန်၏ဟုပြိတ္တအားအမတ်တင်ညာပေးလေ၏တတိကြီးဤတို့ရောက်တော်အခါယောက်ကမတတိကို အရှင်အကျွန်ုပ်ဖခင်သည် အရှင်တို့ကို တွေ့မြင်ရန်လာလက်သက် ခဲပွဲဘောစဉ်ကို စီရင်ကြကုန်လော့အကျွန်ုပ်ခီးဥကြိုဆိုရန်တွားပါမည်ဟုဆိုလေ၏ရောက်ခမလည်းကောင်းပြီဟုအလုံးစုံ စီမံလေ၏ကတဟာကလည်းများစွာသောလက်ဆောင်တို့ကိုယူကာတတိကြီးထံတွား၍ရှစ်ခိုးဆက်တလေ၏တတိကြီးလည်းလက်ဆောင်တို့ကိုယူကာကတဟာကကိုနှုတ်ခွန်းဆက်လေ၏ တတိကြီးလည်းနနဲ့အရာထတော်အခါကိုလက်တုတ်တည်ရန်ဖုံးကွယ်ရာသို့သွားလက်တော်ကတာဟာကသည်မိမိအချင်းရန်တို့ကိုဖယ်ရှားစေ၍တန့်တော်ရေအိုးကိုယူကနောက်မှလိုက်လေ၏တန့်တဲ့ရေတုံးချင်းကိစ္စပြီးသောအခါတတိကြီးခြေရင်း၌ပင်ဝလျက် ်အရှင်အရှင်လိုဓမြပစ္စည်းဥစ္စာကိုပေးပါမည်အကျွန်ုပ်ဤစီးစဉ်အချံရန်ကိုမပြတ်ပါစေနှင့်ဟုတောင်းပန်လေ၏တရေကြီးလည်းဝကြည်ဝငယ်နှင့်ပြည့်စုံသောကြောင့်နှစ်သက်တော်မူသည့်ဖြင့်အမောင်းမစိုးရင်လင့်တင့်အားတစုံတရာအပြည့်မပြုဟုတတရာရစေ၍ပြည့်စင်တွင်မြို့တွင်တို့ဝင်ကပြည့်စင်တွင်တထေးအိမ်တို့ရောက်ကြ၏တထေးအိမ်တို့ရောက်လျင်ဥဇော်တက္ကာယများစွာ ဖြစ်လေ၏ ကတဟကလည်းတထေးကြီးအားမပြတ်ဝုကြည်ဝုငယ်ကိုပြုလေ၏ထိုအခါပိစံဒရတထေးသည်ဗာရဏတိတထေးကြီးအားတထေးကြီးအတင်တို့ထံမှအမသာကိုရလျင်ရခြင်းပင်မိဘတို့တရားရှိသည့်အတိုင်းအတင့်သားနှင့်အကျွန်ုပ်သမီးကိုထိမ်းမြလက်ထပ်ပါသည်ဟုပြောလေ၏တရေကြီးသည်ကတာကကိုတားပြုခါအဆွေတထေးကောင်း၏ဟုအကြောင်းအားလျော်စွာပြော၍အဆွေတထေးအားကျေနပ်စေ၏ ထိုအခါမှစ၍ကတဟာကဤမျက်နာကို မော်၍ပင်ကျင့်ဝန်သူမရှိတော့ချေတနေ့တနေ့ဗာရဏတိတထေးဒီတထေးသမီးကို ခေါ်လျက်ခေါင်းတွင်တန်းရှာခံ၍ချစ်သမီးငါသားဒီတင့်အားကျင်နာပါ၏လောတင်တို့ချင်းချင်းညီညွတ်တင်းတင်းကြပါ၏လောဟုအမေ၏ဖခင်ဖခင်ဤသားမှာတဘာတော်အပြစ်မရှိပါအစာအာဟာရအဝတ်တစားတို့ကိုကဲ့ရိပ်ရှုတ်ချလေရှိ၏ဟုပြော၏ ချစ်သမီးငါသားကချမ်းချမ်းသာသာနေခဲ့ရ၏စင်စစ်ကငါသားနောက်မကဲ့ရဲဝတ်အောင်နှုတ်ပိတ်မှန်တန်တင်ကြားပေးခဲ့မည်ငါသားသမင်းစားသောအခါဂါဒါကိုရွတ်ဆိုလို့ဟူမှကြားကဂါဒါကိုတင်ကြားပေးခဲ့၍၂ရက်၃ရက်နေလျက်ဗာရဏတိမျိုးတော်တို့ပြန်လေ၏ကတာဟာကလည်းတတိကြီးသွားသောအခါမှစ၍အတိုင်းထက်အလွန်မာနကြီးလေ၏ တနေ့တနိုင်မုံမြတ်သောဘောဇင်ကိုတဲ့ခင်းတီရှိသောသမင်းကိုကဲ့ရေရှုတ်ချရန်အားထုတ်လေ၏သူအခါတတိသမီးသည်အိုကတဟကတခြားသောဇနပုတ်တို့ရောက်တော်တင်သည်ညားစွာကဲ့ရေရှုတ်ချစကားပြောဆို၏တတိကြီးတပံလာ၍တင့်ကိုဖျက်ဆီးလိုက်မီအေးအေးဆေးဆေးစီစဉ်ကိုခံစားပါဟု အနတ်အသေးပဲကိုမတိလျက်ဖခင်တတိကြီးတင်ပေးခဲ့သောနှုတ်ပိတ်မန္တန်ကိုရွတ်ဆိုလေ၏ ထိုအခါကတဟာကသည်တတိကြီးကမௌချငါအမည်ကိုပြောကအဖြစ်အပျက်အားလုံးကို ပြောဆိုခဲ့သည် ဖြစ်လိမ့်မည်ဟု အောင်းမေလျေတပံမကဲရင်ဝန်တော်ချီမာနကျိုးလေ၏ရရှိတိုင်းသောသမင်းကိုသာစားလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနှစ်တန်တော်ဝုဒ္ဓတို့ကို အနုတန်တိဆက်ဆက်တော်မူလျက်ယဟန်တို့ ထိုအခါကတာဟကကျော်နီယခုအခါကဲရေချုပ်ချတော်ယဟန်ဗာရဏတိတထေးကြီးသည်ငါဖျားဖြစ်လာပြီဟုဇက်ကို ပေါင်းတော်မူသည်ကတာဟကဇက်တော်ဤတွင်ပြီးအခုလိုဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ